ကိုလိုပဲပေါ့ကိုလိုပဲပေါ့ငငယ်တော့ကတော့နှလုံးသားကြည့်ပြီးအုံနောက်ပါမလာတဲ့ဇလန်းလေးတွေကတော့ကိုလည်းရှိမှုပဲပေါ့ဒါပေမဲ့အရွယ်ရောက်သွားတော့အဲ့ဒါကြီးကပုံမြင်နေပါဟာသားတွေဖြစ်သွားတာပေါ့နော်ကိုကတော့အုံနောက်ကြည့်နေလုံးသားသေးပေါ့အခုကတော့အဲ့လို balance ဖြစ်သွားတာပေါ့အုံနောက်ကလည်းဒီတိုင်း50ဆိုနှလုံးသားကလည်း50ပေါ့အကုန်လုံး balance ဖြစ်သွားတာ အဲ့ဒါမင်းရဲ့ Evan ထဲမှာပဲပါပါเนาะ Mary နဲ့ကဟို Evan ထဲမှာပဲအာအဲ့တခြင်းလေးကအဲ့လို main ကလေးချင်းတန်ရုံးစင်ဖြစ်တဲ့တခြင်းလေးပေါ့เนาะအဲ့လို့ဆိုတော့မီးတယောက်တည်းဆိုတာထပ်ဆိုင်ရင်နောက်ထပ် main ကလေးအဆိုတော်တယောက်နဲ့ collaboration လုပ်ရင်နည်းနည်းလေးပို့ပြီးတော့ပြိတ္တလဲပို့ပို့ပြီးတော့အတိတ်ပဲ meaning ပို့ပေါ်မလားဆိုပြီးတော့ပြီးတော့ Mary နဲ့ Mei နဲ့ကလည်း2019တည်းက နောက်စကူ20ရေအလိုချင်းလုံးကြမယ်လေချင်းလုံးကြမယ်လေဆိုပြီးတော့မလုပ်ဖြစ်တာဆိုတော့အခုကအမှတ်ရအနေနဲ့လုပ်ဖြစ်သွားဟုတ်ကဲ့အဲ့တော့ဒီခုနကပုံစံရတယ်စမ်းတက်ထားတာဆိုတော့ဘယ်လိုလေးကအိုင်ဒီယာထောက်တာအဓိကမေက Airban တစ်ခုလုံးပေါ့နော်အဲ့လို quality ချထားပေါ့ quality ချပြီးတော့ဘယ်လိုပြောမလဲ visualizer တွေပေါ့ music video တွေမထွက်ခင်မှာဒီ lyrics နဲ့ visualizer လေးတွေကိုပဲနည်းနည်းလေး quality ချပြီးတော့ပြန်ထုတ်ထားတဲ့သဘောပေါ့နော်အကုန်လုံးကပေါ့ပါပါပဲဘာမှမလုံးမန်းထားပဲနဲ့ အဲ့လို YouTube မှာဗီဒီယိုလေးတွေအကောင့်တင်မိထားရပါတော့အဲ့ Trap out Evan နဲ့ဂျင်းလေးအကောင့်တင်မိထားဟုတ်အမတရားတွေကတော့ဖြစ်ခဲ့ပါတယ်။မေလဲအလိုပြိသက်ဟိုကြိုက်ပါစေပောက်ပါစေလို့ဟိုအရင် focus ထားခဲ့ရတာမဟုတ်ဘူးเนาะ။အဓိကကတော့မေကြိုက်တဲ့သချင်းလေးတွေမေရဲ့ရင်ထဲမှာရှိတဲ့တချို့အကြောင်းအရာလေးတွေဟိုပြိသက်ကို ပေးနှထောင်းတယ်ပေါ့ပေးနှထောင်းတဲ့အချိန်မှာသူတို့ကလည်းဟိုသူတို့လူချင်းတဲ့ဟာမျိုးလေးဖြစ်နေတဲ့အချိန်မှာဟိုအကြိုက်တူကြရပေါ့နော်အဲ့လိုဆိုမှတ်တာပါတယ်ဟုတ်အဲရမချင်းတူရပါဟုတ် တယောက်ကတစ်ခါလေးကျရင်သူ့အချိန်ဆိုရှိရမှာအဲ့လိုတစ်ခါလေးအဲ့ခုနပြောရဲပေါ့နော်ဒီတခြင်းကောင်းဝင်မဲ့လဲမရောက်သေးဘူးဆိုတာဒီခါလေးသူ့တိုင်မယ်ပေါ့တိုင်မယ်အချိန်မရောက်လာသေးရင်လေလူကဘလောက်ပဲလုံနေလုံနေအဲ့လိုမျိုးလွဲတာရရှိတတ်တယ်အဲ့တော့ကိုကအဓိကတော့မဆုံးမနစ်စူးစမ်းနေဖို့ပဲပေါ့မိရဲ့စိတ်ထဲမှာရှိရကိုကနံပါတ်1 effort ထုတ်နေရမယ်စူးစမ်းနေရမယ်ကိုရဲ့အမှုပညာကိုဘယ်သူတွေပါပြောပြောဘာမှမလျှော့ပဲနဲ့ပြိတ္တအတွက် ပေးမယ်ဆိုရင်တိုင်ပင်ရောက်လာတဲ့နေကြရင်တော်သူဖြစ်သွားမယ်လို့တော့မေရတော့ထင်နေပေါ့နော်ဒါအားလုံးတော့ပါဟုတ်အဲ့လိုလေးလား TikTok မှာပေါ့နော်ဘောရဲ့ GG ဘလိုမဲ GG ပေါ့နော်အဲ့ဒါလေး trend လေးလေးတစ်ခုဖြစ်သွားတဲ့ပုံမှာဘလောက်ရှိတာကိုဖန်လေးကခြေနိုင်ရလဲပေါ့อืมဟုတ်တယ် TikTok ကတော့ဆက်လိမိချက်ကတော့ပို့ပြီးရောက်တယ်နော်အဲ့လိုဆိုတော့ပြောပါတယ်အဲ့လိုကိုကြည့်ရမဟုတ်ပေမဲ့လေဘေးကကိုရဲ့ makeup artist တို့ကိုရဲ့ manager ဘာညာတို့တွေကြည့်နေနေကိုသချင်တန်လေးကြတော့လေပြောပါတယ် ကိုယ့်ရဲ့ဘေးနားမှာအကုန်လုံးကလည်းအဲ့လိုနှလုံးသားကြည့်ပြီးတော့အုံနာမှာပါကိုလိုပဲပါကိုလိုပဲပါဟုတ်တယ်နော်နည်းနည်းပါပြစ်ကြရဲနှလုံးသားကြီးအုံနောက်မပါတဲ့လူတွေအများကြီးလေကိုဘေးကလူတွေပြောပါတယ်ရှင်းစားဖို့အတွက်ကတော့ ခွန်အားတွေကတော့အများကြီးပဲရပါတယ်အဓိကကတော့ကိုလှုပ်တဲ့အရာလေးတွေကိုအတိမတ်ပြုတ်ပေးရတူရှိတာလည်းပို့ပြီးအလုပ်လုပ်ချင်စိတ်ပို့ဖြစ်တာပေါ့နော်မဟုတ်တော့လည်းအားငယ်နေရတာဘူးဒါပေမဲ့လည်းအဲ့လိုပေါ့တချေတပုတ်ရောက်တည်ဖြစ်စေမရောက်တည်ဖြစ်စေကျွန်တော်ကတော့ကိုကိုပြကျင်တဲ့ဟာလေးတွေကိုတော့ဆက်ပြီးတော့စူးစမ်းနေအောင်ပါပေါ့ဟုတ်ခုနပြောသလိုဒါငုံတော့ကြည့်ပြီးဦးတော့ပါမိမိလိုပဲလို့ပြောပါအဲ့တော့ဘယ်လိုပုံစံလေးပြပြပါဦး အဲ့လိုတော့မဟုတ်ပါဘူးတစ်ချိန်ရပါတစ်ချိန်တစ်ချိန်တော့ကတော့အဲ့လိုငငယ်တော့ကတော့နှလုံးသားကြည့်ပြီးအုံနောက်ပါမလာတဲ့ဇလန်းလေးတွေကတော့ကိုလည်းရှိမှုရဲ့ပေါ့နမအရွယ်ရောက်သွားတော့အဲ့ဒါကြီးကပုံမြင်နေပါ ဟာသားတွေဖြစ်သွားတာပေါ့နော်အခုတော့အုံနောက်ကြည့်ပြီးတော့လိုက်သေးပါလားအခုကတော့အဲ့လို balance ဖြစ်သွားတာပေါ့။အုံနောက်ကလည်းဒီတိုင်း50ဆိုနှလုံးသားကလည်း50ပေါ့။အကုန်လုံး balance ဖြစ်သွားတာ။အငယ်တော့ပဲတဲခွဲကြတာ။အေးမော်အသေးခွဲကတော့ငငယ်ရပဲကိုရပေါ့။အရွယ်ကြီးလာတော့တဲခွဲရတဲ့အရေးကြီးရရအများကြီးဖြစ်သွားတော့ ็เลยติดยิมจิโอง嗯，嗯，那个呀，买个啥？对面楼道，我们看啥来？啥来？多么啥咯？啊，楼楼没有不？那不打算要开呗不？嗯，要开呗，楼道没标吧？地位一家嘛咯，要开呗，标来用嘛嘛无奈的呀嘛，啊，就是咯。那么，苏来的钱呢？苏来的钱呢？在国的钱呢？啊，那罗嘞。 အဲ့လိုအလွမ်းဆွေးဓာတ်ခံရှိရယ်အမြဲတမ်းအဲ့လိုဝမ်းနည်းမှုတွေကကြတော့လူတွေရဲ့ရင်ထဲမှာအမြဲကိန်းအောင်နေရဆိုတော့ဒါပျော်ဖို့ဆိုရင်တော့လူတွေကခက်ခဲကြတာလေပျော်တဲ့ feeling ကို express လုပ်ဖို့ဒါခက်ခဲကြဝမ်းနည်းမှုကကြတော့အသေးကွက်ရမှာမဟုတ်ဘူးရှင်ထဲမှာအမြဲရှိနေပြီးသားဆိုတော့အဲ့လိုဖြစ်သွားတယ်အာပြိသက်တွေအကုန်လုံးစိတ်ဆန္ဒပြီးတော့ကိုကျမ်းပါပါစေမိရဲ့တခြင်းလေးတွေကိုလည်းနားဆင်ပြီးတော့အမ်အတိမပြုတ်ပေးကြတဲ့သူတွေအကုန်လုံးလည်းမြေကျေးဇူးတင်ပါတယ်အခုဒီ Hair Republic အာလဲဆယ်နှစ်ပြည့်မှာဒီနောက်နှစ်ပေါင်းများစွာအောင်မြင်မှုရပါစေလို့မြတ်ဆုတောင်းပေးပါတယ်ဟုတ်